ဝင်မြင်လာပါဒီနေ့ကျွန်တော်ပြန်လည်းမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဒီ passport ဆောင်လို့ပေါ့နော်အဲဒါကျွန်တော်ဒီနေ့ဆိုရင် passport လုတ်သွားသွားယူတော့ပေါ့နော်ဆောင်သွားယူတယ်ကျွန်တော်ရန်ကင်းဘက်ပေါ့နော်အဲတော့ passport လေးကမြန်နေပေါ့နော်ကျွန်တော်မိတ်ဆွေတွေ passport လုတ်ချင်လုတ်မဲ့ရွေချက်ရှိတဲ့သူတွေအတွက် passport လေးလုတ်ထားကြပေါ့နော် passport လေးကအခုရက်ပိုင်းမှာတော်တော်လေးညံနေတယ်ကျွန်တော်ဆိုလို့ရှိရင်ဒါနှစ်ပတ်ပဲကြားတယ်ပေါ့နော် ဟိုအရင်တော့ကကျွန်တော် passport တွေရှောက်လို့ရှင်ကြာတယ်ပေါ့နော်အဲကြာတယ်အခုကကကျွန်တော်တော်တော်လေးမြန်နေတယ်ကျွန်တော်အဲဒီနေ့အဲကျူဟိုဟာရှောက်လို့ရှင်မနေ့ပြန်ဟိုကျူဟာသွားအဲကျူပေါ်တော့အဲ့ဒါမျိုးမလက်အဲ့ဒါမျိုးဖြစ်နေအဲ့ကျူကကုတ်ဖက်ပြတာနဲ့ရပြတာနဲ့ကျွန်တော်ဒီစာအုပ်ကနှစ်ပတ်ပဲကြာပေါ့နော်14ရက်ပဲကြာတယ်အဲ့တော့စာအုပ်ဒီဒါကျွန်တော်မိတ်ဆွေလောက်လာစေလို့ရှင်လောက်ထားကြပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလောက်ဖို့ရွယ်ချက်ရှိကြပဲဖြစ်ဖြစ်ဟို နိုင်ငံခြားသွားမဲ့သူတွေဖန်ညာပေါ့အဲ့လိုလူတွေအဲကျွန်တော်စာအုပ်လုပ်မှာဆိုလို့ရှင်အခုချိန်ကတော်တော်လေးမြန်နေတဲ့အချိန်လေးရောက်နေတယ်ပေါ့နော်တော်တော်လေးမြန်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေပြုလုပ်မှာဆိုလို့ရှင်အခုချိန်လေးကိုဒါလုတ်ထားစီခြင်းနဲ့ပေါ့နော်အဲ့ဒါကြောင့်နောက်ပိုင်းနေမှာကျွန်တော်ဒီဒီ passport လျှောက်တဲ့နေ့တွေမတည်သေးတဲ့လူတွေတင်ပေးသွားမှာပေါ့နော်အဲဒါကလို့ passport ကိုလုတ်ခြင်းနဲ့ကိုယ်တိုင်လည်းမလုတ်မလုတ်တတ်ဘူးဆိုလို့ရှင်လေအဲဟိုကျွန်တော်ဒီမှာလာလျှောက်လို့ရတယ်ပေါ့နော်ကျွန်တော်လျှောက်ပြီးမဲ့ passport ကိုလျှောက်ခြင်းနဲ့သူတွေရှိတယ် ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာရှောက်ကျွန်တော်ရှောက်ပြီပေါ့နော် ကျွန်တော်ဒီမှာစပစ်အပ်လို့ရတယ်ပေါ့နော်ဟိုကျွန်တော်ဝန်ဆောင်ကအနေချင်းလေးပဲယူမှာပေါ့နော်အနေချင်းလေးပဲယူမှာအားလုံးအဆင်ပြေအောင်ပေါ့နော်အဲ့တော့အခုကတော့နှစ်ပတ်ဖြစ်ကြာတယ်ပေါ့နော်အရင်တော့ဆိုတော့ကျွန်တော်ကျွန်တော်လာနဲ့ချီကြတယ်အဲ့တော့ကျွန်တော်မိတ်ဆွေလှုပ်ဖို့ရွေချက်ရှိတယ်နိုင်ငံခြားသွားဖို့ရွေချက်ရှိတယ်ပေါ့နော်ဒါမှမဟုတ်လေကိုယ်ကနိုင်ငံခြားမသွားသေးဘူးကိုယ်စာအုပ်လေးလှုပ်ထားခြင်းနဲ့စေကူပေါက်တဲ့ချိန်သွားမယ်ဆိုတဲ့သူတွေလည်းဒါအခုချိန်ကဒါအသင့်တော်ဆုံးအချိန်ဖြစ်နေတယ်ပေါ့နော်နောက်ပိုင်းဒီမှာပါလေဘယ်လိုချုံးလို့ဒီတော့အခုကတော့ဒါကျွန်တော်တော်တော်လေးကိုမြန်နေတယ်ဒါ နှစ်ပတ်ဖယ်ကြာတယ်ပေါ့နော်နှစ်ချက်နှစ်ပတ်ဖယ်ကြာတာကိုကျွန်တော်စာအုပ်ရခဲ့ပြီပေါ့နော်အဲ့တော့ဒါကျွန်တော်မိတ်ဆွေတွေပြုလုပ်ခြင်းတဲ့သူတွေဒါလှုပ်ထားကြပေါ့နော်တကယ်လို့ကိုယ်တိုင်မလျှောက်ခြင်းဘူးအလုပ်ဆုပ်တဲ့လှုပ်ပေးပါဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဒါဒါလျှောက်လို့ရတယ်တစ်တော့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်ဒီကွန်မန့်မှာကျွန်တော်ဗိုက်ဘာနံပါတ်ချပေးတာမြပြီးကျွန်တော်ရဲ့ profile မှာလည်းကျွန်တော်နံပါတ်ဗိုက်ဘာနံပါတ်ရှိတယ်ပေါ့နော်အမှ high လို့ရတယ် YouTube ကလူတွေဆိုလို့ရှိရင်လည်းကျွန်တော်ဗိုက်ဘာနံပါတ်ဗိုက်ဘာနံပါတ်ကို high လို့ရတယ်ဗိုက်ဘာနံပါတ်ကိုကျွန်တော် ဟို comment မှာချပေးတာ Telegram ကမိတ်ဆွေတွေဆိုလို့ရှင်တော့ကျွန်တော် DM ပေါ့နော်ကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ account link လေးချပေးထားမယ်ပေါ့နော်အဲ့မှာလာလာပြီးကမှ hide လို့ရတယ် password လုံးချင်တယ်ကိုယ်တိုင်မရှောက်တတ်ဘူးမလုတတ်ဘူးဘာလို့အမှန်မသိဘူးဘာလို့သွားမယ်အဲ့ဒီသွားရင်ဘာလို့လဲဘယ်လိုတွေလောက်မလဲဆိုတော့မသိတဲ့သူတွေအတွက်ပေါ့နော်ရှောက်ချင်တဲ့သူတွေအတွက်ကျွန်တော်အဲ့မှာ Viber number လေးချထားမယ်ပေါ့နော်အဲ့မှာလာ hide လို့ရပါတယ်အဲ့တော့ကိုယ့်ကိုယ်လျှောက်တတ်တဲ့ကိုယ့်ကိုယ်လုတ်မယ်ဆိုတဲ့သူတွေကလည်းအဲကျွန်တော်အခုချိန်လုတ်ထားပါ တော်တော်လေးညံနေလို့ပေါ့နော်နှစ်ပတ်ဖြစ်ကြတယ်စာအုပ်ရပေါ့ဒီစာအုပ်ရပေါ့နှစ်ပတ်ဖြစ်ကြတယ်ပေါ့နော်ဒါကျွန်တော်ဒီနေ့လောက်တာဒီနေ့သွားယူလာပေါ့နော်ခုနမှရောက်တာအဲ့ဒါကျွန်တော်ပြောချင်လွန်လို့ဒါအခုဒါဗီဒီယိုလေးရိုက်လိုက်တာပေါ့နော်အထဲတော့မပြတော့ပေါ့နော်အဲအထဲကြည့်ကျင်တယ်ဆိုလို့ရှင်တော့အကြည့်ပေါ့နော်ဒါအထဲပေါ့တော့ပုံနဲ့အပိုင်းတော့မပြတော့ပေါ့နော်ဒါအထဲပေါ့နော်အဲ့တော့ကြာသူကထောင်ကြည့်လိုက်မှာဆိုလို့ရှင်လေကျွန်တော်ဒီလိုထောင်ကြည့်လိုက်မှာဆိုလို့ရှင်လေဒီနိုင်ငံတော် ဒစိလေးပါတယ်ပေါ့နော်အဲ့မှာတော့ညဉ့်မမြင်ရပေါ့နော်ဒီလိုထောင်ကြည့်လို့ရှင်ဒစိလေးပေါ်တယ်ဒီကဒစိလေးပေါ့နော်အဲဒီဒစိလေးပေါ်တဲ့အထယ်မှာပေါ့နော်အဲ့တော့ကြာကျွန်တော်မိတ်ဆွေတွေဒါစာအုပ်လုပ်မယ်ဆိုတဲ့သူတွေဒါအခုချိန်တတိယတုံးလေးပေါ့နော်အဲရမ်းမြန်ဆန်နေတဲ့အချိန်လေးမှာဒါလုပ်ထားကြပါဘယ်တော့မှလည်းမကုန်ပေါ့နော်အဲ့တော့ကြာအဲ့ဒါလေးလာပြောခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်စာအုပ်လေးရခဲ့ပါပြီကျွန်တော်မိတ်ဆွေတွေ 14ရက်ပဲကြာပါတယ်စာအုပ်ရဖို့ပေါ့နော်အဲ့တော့လုံးမဆိုလုံးပါစာအုပ်လို့ရှိရင်တော့ဒီလိုအဖုံးလေးပါပေါ့နော်ဒါလေးအဖုံးလေးပါပေးရပေါ့နော်သူကစာအုပ်ပေါ့ဖုံးလေးဟာလေးအဲ့ဒါလေးပါပေးရပေါ့နော်အဲ့တော့14ရက်ပဲကြာပါတယ်သူကဒီနေ့ရှောက်လာတယ်မနေ့ပြန်ကြူသွားသွားဖက်ဟိုဓာတ်ပုံတွေရိုက်ပါညာပေါ့နော်အဲအဲ့အဲ့အဲ့လိုမျိုးလုတ်ပြီးတယ်လုတ်ပြီးတယ်ပေါ့နော်အဓိက passport လို့မယ်ဆိုလို့ကျွန်တော်ဒီကျွန်တော်ဒီ smart card တော့ရှိဖို့လို့ပေါ့နော် smart card လေးလိုတယ်ပေါ့နော် ော့ဒီနေ့တော့ကတော့တော့ပါပဲဒါလေးရလို့ဒါလေးလာကြွားချင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်